ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ GG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရေးသားထားတဲ့ဖွားမင်စိန်နဲ့ကဝေမာလေးရှင်ညိုပါဝင်သောအညိုကြီးသောကဝေအပိုင်း121ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနူတီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရရှင်။တရက်မှာတော့အိမ်မှာဖွားမယ်စိမ်မရှိတဲ့အချိန်မှာရွာရယဒေါခင်ကြီးဆိုတဲ့အမျိုးသမီးကြီးတယောက်ရောက်လာခဲ့ပါရ။မိဝဲကြီးဖွားမရှိဘူးလား။ဟောမခင်ကြီးဝင်ခဲ့လေတော့အမေကတကြီးအိမ်ကိုသွားရတော့။အေးငါလည်းဖွားထွက်သွားတာမြင်လို့သာလာခဲ့ရတာအေး။ဒေါခင်ကြီးကဝိုင်းထဲဝင်လာရင်ပြောလိုက်ပါရ။ရှင်ညုံနဲ့နန်းကြိုင်တို့ညီအမကတော့ကပြက်ပေါ်မှာထိုင်ကစကားပြောနေကြပါရ။ ဘာရဲ့များပြောစရာရှိနေလို့လဲမခင်ကြီးရဲ့အမေရှင်းလဲလာလို့ရပါတယ်တော့။အိုအေးမလာရဲပါဘူး။ခွာငါ့ကိုဆို ပြောချင်ဆိုချင်နေရအေး။အင်မတော်ကဲပြောဘာကိစ္စများလဲ။ဘာကိစ္စမှလဲအေးငါအခုတလောဘာလို့လို့အဆင်မပြေဘူးအေး။အဲ့ကိစ္စကြီးနဲ့လာပြီးတော့တိုင်မယ်နော်။ကြီးကဖွာရဲ့သမီးဆိုတော့ဒီလိုကိစ္စမျိုးတွေသိလောက်မယ်ထင်လို့ပါအေး။ဟုတ်တော့ကျုပ်ကအဲ့ဒါဘယ်လိုလုပ်သိမှာလဲမခင်ကြီးရဲ့။တော်သိစင်နေဆိုရင်အမေကိုပဲတိုက်ရိုက်ပြီးသွားပြီးတော့မေးပါလားတော့။ဟာကြောက်လို့ပေါ့အေး။ တော်ခင်ကြီးနဲ့တော်ဝင်တို့ကပြက်ခင်မှာထိုင်ကစကားပြောနေကြပါရယ်တော်ခင်ကြီးကဖွားမယ်စိန်ကိုကြောက်ပါရယ်ဒါကြောင့်လေဖွားမယ်စိန်အိမ်မှာမရှိတော့မှရောက်လာခဲ့ရှာတော့ပါညီပါဦးတော့ဗားရီများအဆင်မပြေဖြစ်နေရလေငါလာအခုဆိုရင်ဈေးရလေရောင်းမကောင်းဘူးအေးဒီကြားထဲမှာအဝတ်လှဲ့လျှော်တာကလေလူတွေကတခြားသူပဲပေးပေးလျှော်နေကြတယ်ဒီတော့လေငါဘာလို့လို့အဆင်မပြေဖြစ်နေရပေါ့မီဝင်ရဲ့အဲ့တော့လောက်တောင်လားတော်ဝင်နဲ့တော်ခင်ကြီးကိုစကားပြောနေရအောင်ရှင်ညိုနားထောင်ပါရယ် တော်ဝင်းကလည်းဘလို့မှအကြံပေးမတတ်ဖြစ်နေရပါအဲ့ခါမှာရှင်ညိုကကြီးတော်ကျုပ်ကိုကြီးတော်ရဲ့အကြောင်းပြောပြပေးလို့ရမလားဟေးဟုတ်သားပဲရှင်ညိုရှိနေရပဲနေုံရှင်ညိုတို့မင်းလေးဘာမှအမှန်တိုင်းထွက်လာမှာမဟုတ်ဒီတော့အရေးပဲပြောပြမယ်အေးတော်ဝင်းကရှင်ညိုရဲ့အမေကိုပြန်ကပြောပြီးဒေါခင်ကြီးရဲ့ဘဝအကြောင်းကိုပြောပြပါရယ်။တောင်ထုံးရမှာမိမကျန်းကြီးတယောက်ရှိပါရယ်။အဲ့ဒီမိမကျန်းကြီးကိုအမေကဒေါခင်ကြီးလို့ခေါ်တာပါ။ခင်ကြီးတော့လေဘသူ့ကိုမှကြီးမစားဘူ အေးခင်ကြီးကိုလာထင်လဲငြိမ်းခံနေမှမထင်နဲ့နော်ဒေါခင်ကြီးတောင်ယောက်ျားဖြစ်သူကိုအေးအားပြောလိုတာကြောင့်ရောင်းမတွေကိုရွဲ့ဆောင်ကပြောနေကြတာပါဒေါခင်ကြီးအတန်အကြာရင်ဒေါခင်ကြီးကိုမိမကြံကြီးလှုပ်ထင်နိုင်ပေမဲ့လေဒေါခင်ကြီးရဲ့ဘဝကိုကြားပြတဲ့အခါမှာလေတနာကြပေးပါဦးမယ်ဒေါခင်ကြီးကတောင်ထွန်းရသူမဟုတ်ပါဘူးဒေါခင်ကြီးရဲ့မိဘတွေကလဲပိုင်းရပိုင်းနေဖြစ်ကြပြီးဒေါခင်ကြီးရဲ့အောက်မှာထုံးမောင်နဲ့ထုံးကျော်စရိတ်မောင်နှစ်ယောက်လည်းရှိပါသေးတယ်အပြိုရဲမှာခင်ကြီးကရွာရဲ့အချော်လာစင်းဝင်ခဲ့တာပါ ဒါပေမဲ့ခင်ကြီးရဲ့ဘွားကဖခင်ရဲ့လောင်းကစားကြိုင်မှုအရက်သမားမောင်နှံရဲ့တုံ့ပြန်မှုတို့ကြောင့်ပိုင်ဆိုင်သမျှလေယာဉ်မြေတွေကိုဆုံးရှုံးခဲ့ရရှာပါရယ်အဖေဖြစ်သူနဲ့မဖြစ်သူတို့ရဲ့တန်အောင်မခံနိုင်တော့တာကြောင့်ဒေါခင်ကြီးဟာတောင်ထွန်းရသားကိုအေးနဲ့လက်ထပ်ယူခဲ့ရှာပါရယ်ဒါပေမဲ့ကိုအေးဟာဒေါခင်ကြီးသဘောကျလောက်အောင်ချောမောတဲ့သူတို့မဟုတ်ခဲ့ပါဘူးကိုအေးရဲ့အတောက်စားကဲမှုလောင်းကစားကဲမှုတို့အပြင်အေးအေးဆေးဆေးနေတတ်မှုတို့ကြောင့်လူချမ်းသာများဝိုင်းဝိုင်းလည်နေကြတဲ့ဒေါခင်ကြီးကရွေးချယ်ခဲ့ခြင်းဖြစ်ပါရဲ့ နာမည်အတိုင်းအေးလာတဲ့ကိုအေးရဒေါခင်ကြီးပေါ်မှာတော့ချစ်ခင်ရှာပါရယ်။ဒါပေမဲ့ကိုအေးရဲ့မာရီယာတော့ဒေါခင်ကြီးပေါ်မှာနိုင်လုံမင်းထက်ပြုမှုတတ်ကြပါရယ်။မိပါရီရဲ့ဒုက္ခရောင်မာရီရဲ့အနိုင်ပြုမှုတွေကြောင့်ဒေါခင်ကြီးရဲ့ဘဝကပို့ပြီးတော့ကြမ်းတမ်းလာခဲ့ရပါရယ်။ရွာထဲမှာအဝတ်လဲပြီးတော့ရှောင်းုံတွေမကဈေးလဲရောင်းပြီးတော့လဲမွေးထားတဲ့သားသမီးတွေကိုဒေါခင်ကြီးရှာကြည့်ခဲ့ပါရယ်။မကြကနာဒုက္ခလာပြီးတက်တဲ့မိပါတွေနဲ့မောင်နေကိုထွက်ခင်ကြားတက်နိုင်သလားထောက်ပံ့ပေးပေးမယ်လေရောင်းမတွေကပို့ပြီးတော့မကြည့်ဘူးဖြစ်လာခဲ့တာပါ ဒါကြောင့်ဒေါခင်ကြီးလည်းမိဘရိနေမောင်တွေကိုလောဝအင်းကိုလာမခံတော့ပါဘူး။တော်တို့အားလုံးကြောက်စီမလာကြပါနဲ့တော့ကြောက်လေကြောက်ပါနဲ့ကြောက်ဖြစ်နေပါပြီတော်တို့ဘာသာငက်ငက်ပြပြကြောက်နေမဆိုင်တော့ဘူးကြောက်ဝါလေတော်တို့ကြောင့်ပို့ပို့ပြီးတော့ငက်ပြခဲ့တာသွားကြမလာကြနဲ့ဒေါခင်ကြီးအဲ့လိုအော်ဟစ်ကပြောပြီးနှင်းထုတ်တတ်ပါတယ်မိခင်ကြီးလာတဲ့ခါရီမှလည်းဒေါသစိတ်တွေကြောင့်အော်ဟစ်ကပြောဆိုတတ်ပါတယ် ဒါကြောင့်ဒေါက်ခင်ကြီးရဲ့မိဘတွေနဲ့မဖြစ်သူတို့ကဒေါက်ခင်ကြီးစီကိုမလာရဲကြတော့ပါဘူး။အမေလည်းအတူတူပဲသူ့သားအယက်သမားတွေလောက်ပဲတွေးပူတတာ။ကျုပ်ဘွားများဘာများဖြစ်နေလဲသူမတွေးဘူး။ဒီသမီးတယောက်ဘယ်လိုများရှာဖွေစားတောက်နေရလဲမတွေးဘူး။ဒင်းတို့ကြောင့်ငောက်အများဝိုင်းပြီးတော့နိုင်နေရ။ဒေါက်ခင်ကြီးရဲ့ရင်ထဲမှာခဲထားသမျှတွေကိုအော်ဟစ်ပြောဆိုနေတတ်ပါရဲ့။ဒေါက်ခင်ကြီးရဲ့ဘွားကိုတီလိုက်ရတဲ့ရှင်ညိုကဒေါက်ခင်ကြီးကိုသေချာကြည့်ပြီးကြည့်တော့ရေဘွားအတော်ခက်ခဲခဲ့တာပဲကြည့်တော့အခုဖြစ်နေအောင်ကျုပ်သိလိုက်ရပြီဒါပေမဲ့ကျုပ်ပြောသလိုကြည့်တော့လုံနိုင်ပါမလား ိုအေးအဆင်ပြေမယ်ဆိုရင်ဘာပဲလုပ်ရလုပ်ရရှင်ညူရေပြောတာပြောအေးဟုတ်ကဲ့ကျုပ်ကိုလူကြီးဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ကြီးရောတကယ်တော့ဖရာတရားတန်ခါမိဘဆရာကိုပြမဆော့ကားမိရင်ဖရာစင်ကြီးတရားစင်ကြီးတန်ခါစင်ကြီးမိဘသမားစင်ကြီးဆိုပြီးတော့စင်ကြီးတင့်ပြီးတော့ဒုက္ခစင်ကြီးခံစားကြရတယ်လို့ရွာเจ้าဟာဆရာတော်ကြီးကကျုပ်ကိုပြောပြဘူးတယ်အဲ့လိုမျိုးပြမဆော့ကားမိလို့စင်ကြီးတင့်ငယ်လေဘာစိမှမတွဘူးတဲ့ကြီးရောကရော့ဝဲနဲ့တောင်းမှကရော့ပြီးတော့ကိုယ့်ရဲ့ပြစ်ကိုဝန်ခံရတယ် အဲ့လိုလုံးမှာပဲကြီးတော်ရဲ့ဆင်းရဲဒုက္ခတွေနည်းပါးသားလိမ့်မယ်ကြီးတော်အဲ့လိုရှင်ညိုပြောတော့ဒေါခင်ကြီးမှာခေါင်းလေးတငိမ့်ငိမ့်နဲ့အေးလေညီပြောမှာပဲကြီးတော်လေမိဘတွေပေါ်မှာကြမ်းကြမ်းတန်းတန်းပြောဆိုမိရတယ်တွေးမိလာတယ်ဤအဲ့လိုပြောရှာပါတယ်ဒေါခင်ကြီးလည်းသူ့ဖြစ်ကိုပြန်လဲတွေးရင်တပြင်းများချနေရပါကဲအပြင်တော့မယ်မိဝင်ရဲ့အချိန်ရှိအောင်လေးရှင်ညိုပြောသလိုအမေတို့ကတော့ဘွယ်နဲ့တွားပြီးတော့တောင်းပန်လိုက်အောင်မေးအေးဟုတ်ကဲ့မခင်ကြီးတော်ဝင်းတို့လေခြံထဲကနေထွက်သွားတဲ့ဒေါခင်ကြီးကိုကြည့်ပြီးတော့ပြုံးမိကြပါတယ် မခင်ကြီးရောရှင်ညိုချက်မှာပဲကြွတော်ရဲ့အေးဟုတ်ကျုပ်ကဘာများချက်မိလို့လဲကြီးရောရဲ့စိတ်လေစိတ်သူခင်ဗျာဒေါသတွေမောဟတွေပြင်းထန်နေမိမချမ်းကြီးဖြစ်မှန်းမသိဖြစ်လာတာမောင်နေရတမျိုးရောင်းမရတမျိုးပြီးတော့ယောက်ျားဖြစ်သူကိုလူအေးကြတမျိုးဆိုတော့သူ့နေရာဝင်ပြီးတော့ခန်းစားကြည့်လို့ရပါတယ်အေးရှင်ညိုကတော်ဝင်းရဲ့စကားကိုခေါင်းညိတ်ထောက်ခံလိုက်ပါတယ်မိုးရီကလည်းတဖွဲဖွဲရွာသွန်းနေရပါအဖအိုဒီနေ့တော့မိုးကတိတ်မဲ့ပုံမပေါ့နော် อืมဟုတ်ပါရဲ့အေးမူအေးနဲ့အိတ်လို့ရတာပေါ့ညနေခင်းအချိန်ထိမူကမတိတ်ပါဘူးတုံမင်းနဲ့နန်းကျိုင်တို့တာမီမှာအိမ်အပေါ်တန်းမှာစောင်းများချုံကမူအေးနဲ့ကွေးနေခဲ့ကြပါရဲ့ကပြက်ခင်မှာတော့ဖွားမေစိန်ကစိတ်လေးကြီးကိုဖွားရှိတ်ကထိုင်နေရပါအကြီးတော့ပြီးရလဖက်တော့လေးလေဒီနေ့မှပို့ပြီးတော့စားကောင်းနေရဖွာရဲ့ဂျော်မင်းတော့ပြီးရလဖက်တော့နဲ့ရင်းနေကြမှာမိုးအေးအေးနဲ့စားလို့ကောင်းနေခဲ့ပါရဲ့တူတူပြောအေးကောင်းနေဆိုရင်နောက်ရက်တည်းနေ့တိုင်းတော့ပြီးနေလိမ့်မယ်ထင်မချီမွန်ရဲဘူး ဖွားမဲ့စင်ကပြောတော့ရှင်ညိုကပြုံးပါတယ်။ရှင်ညိုရှင်လက်ဖက်တော့စားနေရှင်ညိုဖွားမဲ့ခေါ်လိုက်တာပါ။ရှင်ညိုကဖွားမဲ့စင်ကိုကြည့်တော့ဖွားမဲ့စင်အကြီးနဲ့မျက်နှာချင်းဆိုင်သားခဲ့ပါတယ်။ညို့ကိုဖွားမေးစရာရှိရဲ့အေး။ဟုတ်ကဲ့ဖွားများမဲ့ကြလို့လဲဖွား။တခြားတော့မဟုတ်ပါဘူးအေးညီမရန်သူတွေဘာတွေများရှိနေသလားလို့အာသိချင်လို့မေးကြည့်ရပါရန်သူဘွားမဲ့စင်ရဲ့စကားကြောင့်ရှင်ညိုတယောက်စဉ်းစားရပါပြီအဲ့လိုစဉ်းစားပြီးတော့မှခေါင်းကိုခါရမ်းပြီး ။အိုးကျုံမရန်သူမရှိပါဘူးဖွားရဲ့။ဘာဖြစ်လို့များမေးရလဲ။ဖွားမဲ့ဆယ်ကိုပြန်ကားပြောတဲ့အခါမှာဖွားမဲ့ဆယ်ကခေါင်းညိတ်ပြီးအေးအခုတော်တော်ဖွားရဲ့အာယုံထဲမှာမိမကြီးတောင်မြင်နေရတယ်အေး။သူ့ပုံစံကိုကြည့်ရတယ်အတော်လေးကြမ်းတမ်းပြီးရုံညံ့မဲ့ပုံရတယ်။အဲ့မိမဖွားနဲ့ပတ်သက်နေတဲ့သူလည်းမဟုတ်တော့ညီနဲ့များပတ်သက်နေမလားလို့မေးကြည့်ရပါ။အဲ့လိုပြောလိုက်ပါရဲ့။ဖွာအဲ့လိုပြောတော့ကျုပ်လည်းစဉ်းစားရခက်နေပြီတော့ကျုပ်မှရန်သူဆိုတာလည်းမရှိတော့ဘယ်သူဘဝရဲ့မန်းတော်ခက်မှမှုခက်တယ် အေးလေကျွတင်သိထားတော့တတိလေးထားလို့ရတာပေါ့အေးဟုတ်ကဲ့ဖွာအဲ့နေရာမို့အေးနဲ့အဲ့ရောင်ဝင်ကြပြီမဲ့လေရှင်ညိုအဲ့လိုမပြောပါဘူးဖွာမဲ့စိန်ပြောရင်မိမကြီးဆိုတော့တွေ့ရင်အေးမြဖြစ်နေကြတာပါတိတ်ဆိတ်နေတဲ့အေးလေးတွင်နဲ့မှာတောက်ခေါက်တန်းကကျဲလောင်စွာထွက်ပေါ်လာတာပါတက်ခေါက်လိုက်တဲ့သူကအသက်ရွယ်အိုမင်လာတဲ့အဖွာအုပ်ကြီးတူပါအေးဖွာဦးကြီးရဲ့ရုပ်တံမလေးအုံမင်းလာပြီမယ်မျက်လုံးတွေကတော့ဆူးရှနေရပါဒီကောင်မောင်ငါမသိခင်ရှာထားမှရမယ်အေ ပုံကောင်းတော့ပုံထဖို့ ਈ မကြည်မနှံ့နေပြောတာပါအဖွားကြီးရဲ့နာမည်ကတော်ပွဲအောင်လို့ခေါ်ပါတယ်တော်ပွဲအောင်ကတော်ရဲတောင်ထဲမှာတူရဲနေထိုင်တာပါအဖော်မရှိအကူမရှိမွေးခြင်းမရှိတဲ့တော်ပွဲအောင်မှာတော်ရဲမှာတူရဲနေသားကြနေပြီဖြစ်ပါတယ်ဒီလိုမျိုးတာမန်သူတွေနေထိုင်မုန်းနဲ့မတူလာတဲ့တော်ပွဲအောင်ကအာလန်းကဝေမှာတူတာဖြစ်ပါတယ်တော်ပွဲအောင်ရဲ့နေအိမ်မှာလည်းအမျိုးမျိုးမသိရတဲ့အရာဝတ္ထုတွေကလည်းအပြည့်ပဲရှိနေပါတော်ပွဲအောင်ကတစုံတစ်ခုကိုရှာဖွေနေဟန်ရပါတယ် သူ့ရဲ့တက်နဲ့ရှာဖွေပေးမယ်လေအဲ့အရာကိုမတွေ့ရှိသေးပုံရှာတာပါဒီလိုမျိုးမတွေ့ရှိခြင်းကိုပဲတော့ပွဲုံမှာတောသားလွန်ထွန်းနေပြီးအလိုမကျစွာနဲ့မြစ်တော်တောက်တီးနေရပါဒီလိုမျိုးတောသားတကြီးဖြစ်နေတဲ့တော်ပွဲကတခြားသူမဟုတ်ရှင်ညိုရဲ့ဘဝဟောင်းကအမဖြစ်သူလွန်းတင်ရဲ့သမီးပဲဖြစ်ပါတယ်။မိခင်ဖြစ်သူပြပြခဲ့တဲ့ခင်အိုရဲ့အကြောင်းကိုနားထောင်ရင်"သမားတို့ရွာပြက်စီခဲ့ရခြင်းများအဖွားဖြစ်သူတည်ဆောင်းခဲ့ရခြင်းများဖြင့်မိခင်ဖြစ်သူကိုအများကအခေါ်ပြောဆက်ဆံမလုပ်ခဲ့ခြင်းများကိုနာကျင်နေသူတယောက်ဆိုရင်လည်းမမှားပါဘူး" သူမရဲ့ဘဝတစ်လျှောက်လုံးလေခင်အောင်ဝင်စားတဲ့မိကလေးအားလက်စားချေဖို့အတွက်ရှာဖွေနေကြတာပါကိုကြီးတို့ဘာလဲဖိုးလူချင်းခက်ပြီလို့အမောဖြစ်နေရမောင်တို့ရဲ့အနီစီကိုဖိုးလူရှာလာခဲ့ပါတယ်မောင်တို့တရားဖိုးလူရဲ့မျက်နှာကိုတစ်ချက်လှည့်ကြည့်ပြီးကျုပ်ပြောစရာရှိလို့ပါကိုကြီးတို့ရဖိုးလူကမောင်တို့ထက်ငယ်ပါတယ်မောင်တို့ရဲ့နဘေးကိုကတ်ထိုင်နေဖိုးလူပြောပြီးမဲလဲမောင်တို့ကအေးမဆိုင်တရားသာနေပါတယ်ကိုကြီးတို့ကျုပ်ပြောနေကြားလာဗျအေးမေဘာပြောမှလဲပြောလေကွာ ဟိုလေကျုပ်ကျုပ်ရှင်ညို့မြေတားရှိနေလို့ပါဗျာမော်တို့တယောက်ဖိုးလူရဲ့စကားကြောင့်ပြောင်းလိုက်ပါတယ်ဖိုးလူကိုစကားတစ်ခုမှမပြောဘဲစက္ကနဲထားကပစိုးပြန်ဝင်လိုက်ပါတယ်ဖိုးလူကလည်းချက်ချင်းထားပြီးကိုကြီးတို့ကျုပ်ပြောတာကြားလာဗျာကျုပ်ကိုကူညီပေးပါကိုကြီးတို့ရာမော်တို့ရဲ့လက်ကိုစုပ်ကင်ကထပ်ပြောပါတယ်ဒီမှာဖိုးလူမင်းနဲ့မြေတားမြနေတဲ့တောင်ပိုင်းသူမိဝေရှိနေရမှာမင်းကငါညမအောင်ထပ်ပြီးတော့မြေတားရှိနေဟုတ်လားမင်းတော့ငါလက်သေးစာမိတော့မယ် အဲ့လိုပြောပြီးမောင်တို့ထွက်သွားတော့ဖားလေခမရရကောက်ရိုးပေါ်ကိုစောင်းနေခွေးလုံညာလားဖိုးလူအဲ့လိုအော်ပြောတော့မောင်တို့ရဲ့လက်တီးကိုကြက်ကြက်ပေါင်းဆုပ်ပြီးဖိုးလူရဲ့အနီကိုခြေလန်းကျဲကြီးနဲ့ရောက်လာပါတယ်ပြီးရင်တော့ဖိုးလူရဲ့မျက်နှာကိုလက်တီးနဲ့အဆက်မပြတ်ထိုးပြီးရှင်ညောငါညမကွာငါညမသူတို့ပေါ်မှာငါစိတ်ကအဖြူရောက်မယ်မင်းလိုမျိုးမိမမြင်နိုင်ငန်းငန်းတက်နေအကောင်မဟုတ်ဘူးမရောတဲ့အရာတွေကိုငါဆိုရက်ကောင်လုံးဝမရောဘူးကွာဒေါသတကြီးနဲ့ပြောပါတယ် မောင်တိုကိုနဘေးမှာရှိတဲ့သူတွေဝိုင်းပြီးဆွဲကြအောင်တော့ဖိုးလူတယောက်တတရာရခဲ့တာပါ။ဟဲ့ဖိုးလူမင်းတို့ကောင်မောင်တိုထိုးတာနဲ့ပဲတန်နေကွာ။မင်းမှာအမေနှမတွေမရှိတော့မင်းပြောချင်ပြောနိုင်တာပေါ့ကွာ။နောက်တစ်ခါလေအခုလိုမျိုးစကားပြောကြည့်မောင်တိုရဲ့လက်တီထံငါလက်တီမင်းအရင်တွေ့သွားစေရမယ်။မောင်အောင်ကလည်းဖိုးလူကိုလက်ညှိုးထိုးပြီးချိန်မောင်းပြန်ပါရယ်။ရာသားတွေကလည်းလူကြီးလှပါရယ်။တခုဆိုရင်မောင်တိုဘက်ကနေဝိုင်းကူရတ်တပ်ဖို့အတွက်အသင့်ဖြစ်နေရပါ။ လူကြီးတွေခွဲလီမှာအဲ့လူအုပ်ကွဲခဲ့ရပါတယ်ဖိုးလူရဲ့စကားကြောင့်မောင်တို့တဖွားမဲ့စင်အေဦးတော်မှမရောက်တော့ပါဘူးကိုကြီးတို့ဟေးနန်းကြိုင်လာလေဟာညနေနေဝင်တရောအချိန်မှာနန်းကြိုင်တယောက်မောင်တို့ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ကောင်မလေးထမင်းစားအောင်အေးကြုံမစားတော့ဘူးအရီတာမောင်တို့တို့ကညစာပြင်စားနေပြီဖြစ်တာကြောင့်ဒေါက်တာကနန်းကြိုင်ကိုထမင်းဝင်စားဖို့ပြောရှာပါတယ်မောင်တို့ကနန်းကြိုင်အမူအရာကြည့်ပြီးထမင်းအောင်စမစားတော့ပဲလက်ကူဆေးလိုက်ရပါတယ်။နန်းကြိုင် နေဘာဖြစ်နေရလဲဟာနေပေါ်စံကြည့်ရလဲတခုခုစိတ်ပူနေရပုံပဲမောင်တိုးကမီးတော့အိမ်မှာမမနဲ့အဖွားရောစကားမပြောကြဘူးကိုကြီးတို့ရဲ့ဟေးဘာဖြစ်တာလဲဟာနန်းကြိုင်ရဲ့စကားကြောင့်မောင်တိုးအံ့ဩသွားပါတယ်ဘာဖြစ်မှလဲကိုကြီးတို့ရဲ့ကိုကြီးတို့ကကျုပ်တို့အိမ်မလာတော့အခုကိစ္စကိုဘယ်သိမှာလဲအေးအေးဟာငါလည်းမလာဖြစ်ခဲ့ဘူးနန်းကြိုင်ရဲ့စကားကြောင့်မောင်တိုးလည်းမျက်နှာပြတ်သွားခဲ့ပါတယ်နေပါဦးဘာဖြစ်ကြလဲဆိုတော့ငါ့ကိုအသေးချာပြောပြပါဦးနန်းကြိုင်ရဲ့ နန်းကြိုင်တဲ့ခေါင်းကြီးကတူတီတမျှကိုပြန်ပြီးတော့ပြပြရှာပါရယ်။လွန်ခဲ့တဲ့၃ရက်ခန့်ကရှင်ညိုအိမ်မက်တစ်ခုမှတ်ပါရယ်။အိမ်မက်ထဲမှာအဖွားကြီးတောက်ကသူ့ကိုလက်ညှိုးထိုးပြီးတဟားဟားနဲ့ရီမောနေခဲ့တာပါ။အဲ့ဒီအဖွားကြီးကိုရှင်ညိုမသိပါဘူး။အဲ့ဒီအဖွားကြီးကသူ့ကိုလက်ညှိုးထိုးကရီမောနေရဲ့ကြားပဲ။နင့်အတော်အပေါင်းကောင်းတာပဲခင်အောင်။အခုတော့နင့်ကိုငါတွေ့ပြီ။အဲ့လိုပြောပြီးတော့ဆက်ပြီးရီမောနေပြန်ပါရယ်။ရှင်ညိုကမျက်မှောင်ကိုကြုံပြီးတော့ဘာလုပ်လဲ။ကျုပ်ကတော့ဘာလို့ပုံနေရမှာလဲ။ အဲ့လိုမျိုးတော့ဟဲ့နင့်နာမည်ကိုခင်အောင်လို့ခေါ်ရရဘယ်သူဖြစ်ရမှာလဲပြန်ကပြောပြန်ပါတယ်ကျုပ်ရဲ့ဘဝဟာနာမည်ကိုသိထားရသူဆိုရင်တော့တော့ဘယ်သူများလဲကျုပ်စဉ်းစားလို့မရအောင်ရှင်ညိုစဉ်းစားပေမဲ့လည်းစဉ်းစားလို့မရခဲ့ပါဘူးဟဲ့ငါနာမည်ကပွဲအောင်မိပွဲအောင်နဲ့ဟဲ့နင်းကြောင့်အမေရသေးရွာပြက်ခဲ့ရတဲ့ဒေါ်လုံးတရသမီးမိပွဲအောင်ပဲဟဲ့တော့ပွဲအောင်ကရှင်ညိုကိုလက်ညှိုးငေါငေါထိုးပြီးတော့သူ့ရဲ့ရှင်ဘက်ကိုဒေါ်သာတကြီးနဲ့ရိုက်ကပြောပါရယ်ရှင်ညိုလည်းအံ့ဩသွားပါရယ် နေရမမလုံးတရသမီးဟုတ်လားဟုတ်တယ်နေငါလိုက်ရှာနေတာကြာပြီအခုမှပဲနေငါတွေ့ရတယ်ငါအမေပြောခဲ့တဲ့အတိုင်းနေရဲ့ရုပ်ရည်ကပြောင်းလဲမသွားဘူးပဲအခုတော့နေသိနေစေရတော့မယ်ခင်အောင်အဖွားနဲ့အမေရဲ့ဘွားတွေအတွက်နေငါလာတတ်မှာမကြခင်ရောက်လာတော့မယ်လာပြီညမှာနေနေတဲ့ရွာပြန်ထွက်လာခဲ့အေးမလာရင်တော့အဲ့ဒီရွာဘေးတွေ့ပြီသားမှတ်ပြီးတော့နေနေအောင်ကျော်ပွဲကရှင်ညိုပြောပြီးရဲ့နောက်ကျော်ပေးပြီးထွက်သွားပါတယ် ရှင်ညိုကအော်ဟစ်တာစီပေမဲ့လေတော့ပွဲကအမောင်းထဲမှာပြောက်ွယ်သွားခဲ့ပါတယ်။မနက်မိုးလင်းတော့အဲ့အိမ်မက်ကိုဖွားမဲ့စင်ရှင်ညိုပြောပြခဲ့ပါတယ်။အေးအရင်ကဖွားညီကိုတတိပေးထားတဲ့သူပဲဖြစ်လိမ့်မယ်အေး။သူ့အညီကိုလက်စားချစ်စင်နေပုံရတယ်။ဘာပဲဖြစ်ဖြစ်ညီတယောက်တည်းတော့မသွားမိစင်နဲ့အေး။ဖွားလေးတူတူလိုက်ခဲ့မယ်။အဲ့လိုဖွားမဲ့စင်ကပြောတော့ရှင်ညိုကဖြင်းညင်းစွာခန်းကိုရမ်းပါတယ်။လိုက်ခဲ့ပါနဲ့ဖွားရဲ့။သူကကျုပ်ကိုလက်စားချေစင်နေပါ။ကျုပ်ကိစ္စကိုကျုပ်ကသာပဲရှင်းပြစေ ။အိုးဘလို့ပဲဖြစ်ဖြစ်အေးညီးကြောက်ထဲတော့မသွားရပါဘူး။ညီးကဖွားရစကောင်နားမထောင်ချင်တာလားရှင်ညို့။ဖွားမဲ့ဆိုင်ကရှင်ညို့ရဲ့မျက်နှာကိုစိတ်စိတ်ကြည့်ပြီးတော့မေးပါတယ်။ရှင်ညို့ကတပြင်းချပါတယ်။မဟုတ်ပါဘူးဖွားရဲ့။ကျုပ်ရဲ့စိတ်ထဲမှာထင်နေလို့ပါ။ तू ကရွာဒုက္ခပေးမယ်လို့လည်းချင်းချောက်ထားသေးတာဆိုတော့ကျုပ်နဲ့လိုက်လိုက်ဖွားကိုပါထိခိုက်သွားမှာစိုးလို့ပါ။ရှင်ညို့ရဲ့စကားကိုဖွားမဲ့ဆိုင်ကပြုံးပါတယ်။တိုင်မဲအိမ်ညာနေစားပြီးဖွားမဲဆင်အားရှင်ညိုစကားမပြောတော့ပါဘူး။နှပေးမှရှိရဲ့တော်မဲနဲ့နန်းကျိုင်တို့ကလည်းအနေခတ်ကြပါရဲ့ ရှင်ညိုညီအဖေါ့စကားလေးပါလေးပြောကြည့်လေ။တူအမပြောညီအမပြောနဲ့ကြာငါတို့ကတေးတာတေးကျင်တော့တယ်။ဒေါ်ဝင်းကရှင်ညိုကိုညီတွာကပြောတော့ရှင်ညိုကတပြင်းချပါရယ်။အကြီးရဲ့ကျုပ်ကဖေါ့ကိုစကားပြောပါရယ်။အဖေါ့ကဒါကျုပ်ကိုပြန်ပြီးမပြောလို့ကျုပ်လည်းဘာမှမပြောတော့တာပါ။เออเออหัวละญีโอซอยญีอะละโหซอยเนี่ยไล่ไล่ไล่จ่าเรเอจ่างารอตามปิยะตาใส่ซินเยยะตาโจเวมาใส่เป็ดละเป็ดเนตาถ่ายหนีไล่ปาเร နန်းကြိုင်ပြောပြတဲ့ဖွားမဲ့စိန်နဲ့ရှင်ညိုရဲ့အကြောင်းသိပြီးရဲ့နောက်မောင်တူကနေပေါင်းနန်းကြိုင်ရဲ့ဖွားနဲ့ရှင်ညိုလိုစကားမပြောတာတော့ထားပါအခုညီငါစီအရေးတကြီးပြလာတာဘာကြောင့်လဲဟာအဲ့လိုမိလိုက်ပါတယ်ဟုတ်တော့ဒီကနေ့ကလာပြင်းနေလေကိုကြီးတို့ရဲ့မမဒီညာဟိုကဝေးမိုင်းနဲ့သွားတိုက်မှာသူကလည်းဖွားလိုပဲသူ့ကိုစိတ်မချပါဘူးတော့ဒါကြောင့်ကိုကြီးတို့နဲ့ကိုကြီးအုံတို့မမနဲ့အတူတူလိုက်သွားလာကြဖို့အတွက်လာပြီးပြောတာတော့เออအဲ့ဒါလေဟုတ်တာပဲဒါပေမဲ့ဖွားတော်နေအမမခေါ်တာလေရတို့ကခေါ်ပါမလားဟာ ျုပ်လည်းမသိတော့ပါကိုကြီးတို့ရဲ့စိတ်တွေလည်းညစ်ပါတယ်တော့နန်းကြိုင်မှာစိတ်ပြက်လက်ပြက်နဲ့ထိုင်ချပါတော့တယ်ဟဲ့ကောင်မလေးရဲ့ဘဲနဲ့မြေကြီးပေါ်ထိုင်နေရတယ်ထထ ခုံမမထိုင်ပါအေးဒေါက်တာနန်းကြိုင်ပြောတော့နန်းကြိုင်လည်းမြေပေါ်နေထားကခုံမဝင်ထိုင်ပါတယ်နေပါဦးနန်းကြိုင်ဟာညကြိုင်ကတော့အခြေအနေကြည့်ပြောင်းနေမရင်တော့လိုက်ပြီးကြည့်ပါမယ်ဟာအဲ့လောက်ကြီးလည်းစိတ်ညစ်နေပါနဲ့တကယ်နော်ကိုကြီးတို့အေးပါဟာမောင်တို့ရဲ့စကားကြောင့်နန်းကြိုင်ပြောသွားပါတယ် မောက်တူကလည်းရှင်ညိုမတိအောင်နောက်ကနေခိုးပြီးတော့လိုက်သွားမယ်လို့ဆုံးဖြတ်ထားတာပါ။ခဏကြာတော့နန်းကြိမ်ပြောင်းအိမ်ပြန်သွားပါတယ်။မောက်တူကတော့အခုကိစ္စတွေကိုမောင်အောင်သိစေရန်အတွက်သွားပြီးတော့ပြောပြရပြန်ပါတယ်။ဒီလိုနဲ့ညဘက်ရောက်လာတဲ့အခါမှာတကီးကြီးဆိုပြီးညငယ်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။အချက်ရလည်းတကောင်နားပင်ရှောက်နေပြီလေ။ဖွားမေစိန်ကဖျားကမှရှိရဲသူ့ရဲ့အရာတွေမှာအိမ်မောကျနေပြီဖြစ်ပါတယ်။ဟမ်။ဂျော်ဝင်းနဲ့နန်းကြိမ်တို့မှအဲ့လိုမပြောသေးပဲတပြင်းပြန်လန်ချနေခဲ့ကြရှာပါတယ်။ ရှင်ညမအိမ်အပေါ်တက်တကောက်ဖွင့်က channel ကိုစဉ်းစားရှာပါတယ်။အဲ့ရတယ်မှာရှိတဲ့ draw window မှာငုတ်တုပ်လေးတွေထားကထိုင်ပြီးတော့ကြည့်ရခဲ့တာပါ။ရှင်ညကတော့ခြေလန်းခတ်သွတ်သွတ်နေပဲရွာလမ်းမအတိုင်းရှောက်လာခဲ့ပါတယ်။တကဲကြကိုတက်ပြီးတော့နင်းမိအတန်ကိုကြားတဲ့အတွက်ရှင်ညအနောက်ကိုလှည့်ကြည့်မိပါတယ်။ဒါကြောင့်ဘသူမှမရှိတဲ့အတွက်အရှိကိုပြန်လဲကဆက်ရှောက်လာခဲ့ပါတယ်။ရွာပြန်ရောက်တဲ့အခါမှာတိတ်ဆိတ်နေတဲ့ပဝင်ချင်းကစီးကျုံနေရပါ။မျက်လုံးကိုဟိုဒီကစားပြီးတော့ပွဲရုံကိုရှင်ညရှာပါတယ်။ တိုင်မဲ့တပွဲကိုရှင်ညိုရှာမကြွေပါဘူး။ရှေ့ကိုဆက်ရှာဖို့အတွက်ခြေလမ်းပြင်ပြီးရဲ့အချိန်မှာစက္ကနဲ့ရတန်သားမိပါရယ်။အရှိမစောင့်ကြုံရဲ့အညည်းကိုရှင်ညိုခန်းစားမိပါရယ်။ခြေတလန်းနောက်ကိုပြတ်ဆုပ်ပြီးဖနှောင်းတစ်ချပ်ပလိုက်ပါရယ်။ပြီးတော့သူ့ရဲ့လက်ကိုရှေ့ကိုဝေးကတစုံတစ်ခုကိုဖယ်ရှားဟန်ပြုတ်လိုက်ပါရယ်။ဒေါ်ပွဲအောင်အတော်လေးလက်ညံများတာပဲ။မမလုံတဲ့သမီးဆိုတော့လေဟုတ်မှာပေါ့လေ။ရှင်ညိုကအဲ့လိုပြောလိုက်ပါရယ်။ ရှင်ညိုရဲ့စကားကြောင့်တောက်ခေါက်တန်တစ်ခုထွက်ပေါ်လာပါတယ်။အရှိမလန်မကန်စီမှာတောင်ဝေးကြီးကိုထောက်ကရက်နေတဲ့တော်ပွဲအုံကိုရှင်ညိုတွေ့လိုက်ရပါတယ်။ဇွဲရလေအတော်ကောင်းတာပဲ။ဒီအသက်ဒီအရွယ်ရောက်တာတော့မှလက်စားချေစင်နေသေးရလား။ငါမေပြပြတဲ့သူ့ဘဝအကြောင်းကြားရတယ်ကငါနဲ့တတ်ချင်နေ။အဲ့တော့မှဆိုရင်ငါစိတ်နဲ့တမိပေါ့လေ။နေကြောင်ရွာပြပြီးတော့လူတွေရဲ့ပြောဆိုခံခဲ့ရတဲ့ငါမေအကြောင်းကိုတွေးမိတိုင်းမှနေကိုရှာကျင်တဲ့စိတ်တွေပို့ပို့ပြီးတော့တိုးလာခဲ့တယ်။အခုတော့နေငါရှာတွေ့ပြီလေ။ ငါအမေအတွက်နင့်ငါတက်ပြီးတော့နင့်ရဲ့အသေးကိုဟော်ရီလက်နဲ့နှိုက်ပြီးပြီးအဝစားပြမဲခင်အောင်ရဲ့တော်ပွဲကဒေါ်သားတကြီးနဲ့အော်ကပြောပါရယ်အဲ့ဒီအချိန်မှာပဲနဗေကနေတလှုပ်လှုပ်နဲ့လှုပ်ရှားလာတဲ့အရာတွေရှင်ညိုမြင်လိုက်ရပါတယ်မျက်လုံးညကြီးတွေနဲ့တလှုပ်လှုပ်လှုပ်လာနေတဲ့အရာတွေကိုကြည့်ပြီးအပားဖို့အခြေအနေအများသားပါလားဒါပေမဲ့ညီမေးနေပုံရှားပါတယ်ငါဆိုရဲခင်ကညီမေမရခဲ့တဲ့ပညာတွေကိုရခဲ့တယ်ဆိုတာရောညီမေကမပြောခဲ့ဘူးလား အဲ့လိုပြောတော့ကြော်ပွဲုံကလက်သီးကိုကြက်ကြက်ပောင်းဆုပ်ပြီးဒေါသရီအလွန်မေးထွက်နေရပါကဲသွားကြစမ်းဟဲ့ရှင်ညွာနဘေးမှာရှိရဲ့တော်ပွဲအုံရဲ့တိုက်မွေတွေကိုလက်နဲ့ဝေရန်လိုက်ရမှာမွေတွေမှာခေါင်းတော်မချောင်းနိုင်ပဲလာရလန်းတိုင်လှည့်ပြန်သွားကြပါရဲ့ညီရဲ့ပညာကဒါပဲလားညီပဲငါ့ကိုတတ်ချင်နေဆိုငါကညီရဲ့အတော်ပါအေးညီဘယ်အသက်အရွယ်ပဲရောက်ရောက်ငါစောင့်ရှောက်ပေးပါမယ်ညီရဲ့စိတ်တွေကိုဒါရှော့ချလိုက်စမ်းပါရှင်ညွာတော်ပွဲအုံကိုပြောပါရဲ့ အိတ်ကားကြောင့်တော့ပွဲဝင်ရဲ့ဒေါ်သားတွေထိန်းလို့မရတော့ပဲငါ့အကြောင်းပြရသေးတာပေါ့ဆူကရှင်ညိုစီကိုသူ့ရဲ့လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပါတယ်ဒီခါမှာလက်ချောင်းရဲ့အဖျားရည်စရာနေမီးညော့မီးစဲများတစ်ဖက်ဖက်ထွက်ပေါ်လာပြီးရှင်ညိုစီကိုတန်တန်မတ်မတ်နဲ့ရောက်သားခဲ့ပါတယ်တတိနဲ့နေတဲ့ရှင်ညိုလည်းအိတ်မီးတန်းကြီးကိုသူ့ရဲ့ဆက်တွေထုတ်ကတားဆီးထားခဲ့ရပါတယ်ဒါပေမဲ့တော့ပွဲဝင်ရဲ့ဆက်တွေကအပြင်းလာပါတယ် ရှင်ညိုဟာဟမ်မပြတ်ထိန်ထားပြီးမဲ့လေဝုံကနေဆိုရအတန်နဲ့တူရှင်ညိုတောင်အဝေးကိုလွှင့်စင်ထွက်သွားခဲ့ပါတယ်။ရှင်ညိုအပင်ကွယ်ဆရာနေကြည်နေကြတယ်။မောင်တွနဲ့မောင်နှုတ်ကရှင်ညိုအတွက်စိတ်ပူပြီးအော်ကြပါတယ်။ဟောဟိုမှာနေအောင်တိမ့်မဲ့အကောင်လေးရှိနေပါပဲ။ကဲအဆုံးတတ်လိုက်ကြအောင်။တော့ပွဲုံကမောင်တရိုလှမ်းကြည့်ပြီးနောက်သူ့ရဲ့စတန်နေနဲ့ရှင်ညိုထပ်မံပြီးတော့တိုက်ခိုက်ပါတယ်။ဒါပေမဲ့အခုတစ်ခါမှတော့တော့ပွဲရဲ့စတန်ကရှင်ညိုစီရောက်မလာပဲအပေါ်ထောင်တက်သွားပြီးတော့မိကုန်းငွေတွေများပျောက်ကွယ်သွားခဲ့ပါတယ် အဲ့ဖြစ်ကြောင့်တော့ဝဲဦးနာမကရှင်ညိုပါအံ့ဩသွားပါတယ်။ဖွာမလှမကံမှာတောင်ဝဲကြီးထောက်ပြီးရနေတဲ့ဖွာမေစိန်ကိုရှင်ညိုတွေ့သွားခဲ့ပါတယ်။ဖွာမေစိန်ကမောင်တို့နဖေးရနေရှာလာပြီးရှင်ညိုစီတို့ကရှင်ညိုတွေ့ထူပေးပါတယ်။တစ်ဖက်ကို short track ပြန်ပြီလားရှင်ညိုဖွာဝင်ပြီးမပါစီကျုံဆိုရင်လေညီဘက်ကနိုင်အောင်တိုက်လေ။ကျုပ်ကျုပ်ကိုခွန့်လို့ပါဖွာရဲ့။ကဲပါထညီရဲ့ရန်သူညီပဲရှင်းပြီတော့ဖွာမေစိန်ကရှင်ညိုကိုကူပြီးတော့ထူပေးပြီးရဲ့နောက်နဖေးမှာသွားရောက်ပါတယ်။ တော့ပွဲုံကတော့ဖားမဲ့ဆိုင်ကိုကြည်လိုက်ရှင်ညိုကြည်လိုက်လုံနေကြတာပါအဲ့ဒီချိန်မှာပဲရှင်ညိုကတော့ပွဲုံကိုအန်ကိုချိန်ပြီးတော့မျက်စောင်းနဲ့ကြည်လိုက်တဲ့အခါမှာတော့ပွဲုံမှာချင်းနလာနောက်ကိုဆုတ်သွားခဲ့ရပါတယ်။ကဲပွဲုံနင်ကအညိုကြည့်နေလို့ဆိုတော့လေနင့်ညိုအဆောင်တက်ပေးရတာပေါ့။ပြောကရှင်ညိုလဲခေါင်းမော့လိုက်ပါတယ်။ရှင်ညိုရဲ့မျက်လုံးတွေကမီးတွေကြောက်လောင်နေတကယ်သူနှီးရဲလာပြီးတော့လက်နှစ်ဖက်လည်းစက်တန်းတွေထုတ်ပါတယ်။ရှင်ညိုကသူ့ကိုစက်တန်းနေနဲ့တက်ခိုက်တော်မှသိရကြောင့်တော်ပွဲုံလည်းသူ့ရဲ့စက်တန်းတွေကိုထုတ်ပါတယ် ရှင်ညိုရဲ့စတန်တွေကတော့ပွဲကိုတိုက်ခိုက်တော့တော့ပွဲကသူ့ရဲ့စတန်တွေနဲ့ကထားပြန်ပါတယ်။အခုတခါမှာတော့ရှင်ညိုရဲ့စတန်တွေအပြန်လာတယ်လေ။တော့ပွဲရဲ့စတန်တွေဖြတ်ကျော်ပြီးတော့ပွဲရဲ့ရင်ဆုံကိုစတန်တွေထိမှန်သားပါတယ်။ဝုံးကနေအာကနေအော်တန်တွေရဲ့ဆုံမှာတော့တော့ပွဲကမြေပေါ်မှာခွေခွေလေးလဲကြနေရပါတော့ပွဲကိုဆီကနေပြန်လေတုံပြောင်မှုမရှိတော့ရှင်ညိုလေသူ့ရဲ့စက်တွေကိုပြန်သိမ်းပါတယ်။အဲ့ဒီခိုက်မှာပဲမောင်တွန်းနဲ့မောင်နှွန်ရောက်လာပြီးတော့ပွဲရဲ့နှစ်ပေကိုသွားကြည့်ကြရှာပါတယ်။ မောင်တူကဖွားမယ့်စိတ်နဲ့ရှင်ညိုခေါင်းရပ်ပြပြီးအသက်မရှိတော့ဘူးပြောပါရယ်ရှင်ညိုကလည်းတော်ပွဲရဲ့အသက်မင်းနဲ့အလောင်းလာကြည့်ပြီးတက်ပြင်းချပါရယ်သူ့ရဲ့အလောင်းကိုကျုပ်တို့ပဲမြုပ်ပေးလိုက်ပါမယ်ဖွားဖွားတို့သာရွာရဲကိုပြောင်းဝင်ခြင်းဝင်ပါမောင်အောင်ကပြောတော့ဖွားမယ့်စိတ်နဲ့ရှင်ညိုခေါ်ပြီးရွာရဲပြောင်းဝင်လာခဲ့ပါရယ်ရွာရဲကိုရောက်တော့ကျုပ်ကိုစိတ်ဆိုးနေလားဖွားရှင်ညိုကမေးတော့ဖွားမယ့်စိတ်ရဲ့ခြေလမ်းနဲ့ရက်တံသွားပါရယ်ရှင်ညိုကလည်းဖွားမယ့်စိတ်ကိုရက်ပြီးကြည့်နေပြီးတော့ဖွားမယ့်စိတ်ဟာခေါင်းကိုရှမ်းပြီး ဖွားဘာလို့တမျိုးစိတ်ဆိုးရမှာလဲအေးဒီဖွားရက်ကလေးမှမဟုတ်တာအေးမပြောတဲ့နဲ့ချိန်မှာမပြောတဲ့နဲ့စကားမပြောခဲ့ရုံနဲ့မှာအဲ့လိုပြောပါရယ်ကျုပ်စိတ်မကောင်းဖြစ်မိရဲ့ဖွားရဲ့သူနဲ့ကျုပ်ကဆွေမျိုးတွေပါဒီရညိုးတွေကလည်းဘဝဆက်ဆက်ရှင်သန်နေဦးမယ်ထင်ပါရယ်ကဲပါလာညီကြီးတို့မျှော်နေတော့မယ်သွားကြပေါ့စိတ်မကောင်းဖြစ်နေရှင်ညိုဖွားမဲ့စိန်ကလက်ဆွဲပြီးခေါ်လာခဲ့ပါရယ်တော့ပွဲဟိုတော့မောင်တုံးနဲ့မောင်အောင်ကရွာတင်ဆိုင်မှာတေချာမြုံနှံပြီးကြရှာပါရယ် ဘလိုပဲဖြစ်ပါစေတော့ပွဲကရှင်ညိုရဲ့ဘဝဟောင်းမှာတူမဖြစ်တာကြောင့်အဲ့လိုမျိုးညှို့နှံပေးကြကြမှာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်ဒီမှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နာဆရာပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလေကျေးဇူးတူပဲတင်ရှိပါရရှင်